ဒီလေးပြောပြပေးမယ့်ဟာလေးကတော့ M3 JLPT မှာပါတဲ့ grammar အမျိုးအစား၃မျိုးလေးမှာမှာဒုတိယတစ်မျိုးဖြစ်တဲ့စာပုဆာပေါ့နော်အဲ့တော့ဒီစာပုဆာဖြည့်နည်းလေးနဲ့ M3 မှာပါတဲ့စုစုပေါင်းစာပုဆာ၅ပုဒ်ကိုဒီနေ့မှာဥပမာအနေနဲ့ဖြည့်ပြပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်ကြည့်ကြည့်လိုက်မယ်နော်အဲ့တော့ M3 ဒီ JLPT မှာကစုစုပေါင်းစာပုဆာ၅ပုဒ်ပါမယ်ပေါ့နော်အဲ့တော့၅ပုဒ်အတွက်က ဖြည့်ပုံဖြည့်နည်းတွေနဲ့ဒီသူ့ strategy ပေါ့နော်ဖြည့်ရမယ့်နည်းလမ်းလေးတွေတချို့ရှိတယ်ဆိုတော့အဲ့ဒါလေးလေးကိုပြောပြပေးသွားရင်လည်းဒီဥပမာငါးပုဒ်ကိုဖြည့်ပြပေးမယ်ပေါ့နော်။ဒါဆိုကြည့်ကြည့်လိုက်ကြအောင်။私はモリサンセの授業を受けてから数学が好きになった。何々いないと思う。 အဲကျွန်တော်ကတော့မိုရီဆန်ဆဲရဲ့အတန်းကိုတက်ပြီးသွားခဲ့တဲ့ကပေါ့နော်တင်ချာကိုကြိုက်လာတယ်နာနေနာနေအင်းနိုင်မရှိဘူးလို့အချစ်ပါတယ်ဒါဆိုရင်အောက်မှာပြထားတာကြီးကနံပါတ်၁ကဆန်ဆဲဝါနောက်နံပါတ်၂ကကျတော့ဆန်ဆဲဟိုတို့နောက်နံပါတ်၃အာနိုနဲ့နံပါတ်၄ကကျတော့ဝါကာရီယစုကူအိုရှီယေတီခရီရုဆန်ဆဲကနောက်နံပါတ်၄ကဆန်ဆဲလောက်နံပါတ်၃ကကျတော့အဲ့ဒီဒါဆိုရင်နားလေရလွယ်အောင်ရှင်းပြပြီးတဲ့ဆိုတော့ ဒီမှာပေါ့နော်စာကြောင်းစီရဲ့အခါမှာအဓိကရေးကြီးတာကဂျာတော့ဆက်စွတ်စုပ်ခုရင်းနဲ့ဆက်ပြီးတော့ဖြည့်ကြည့်မယ်နောက်တစ်ခုကဂျာတော့ grammar လေးတွေရှိမယ်ဆိုရင် grammar လေးတွေဆက်ကြည့်မယ်ပေါ့နော်အဲ့တော့ဒီအောက်ကလေးလုံးကိုဘာသာပြန်ကြည့်လိုက်တဲ့အခါမှာအောက်ကလေးလုံးကိုဘာသာပြန်တာနဲ့တင်ပေးအတိတ်ပဲတမျိုးခေါင်းထဲမှာမြန်မာလိုဘာသာပြန်လိုက်လို့ရမယ်လို့ထင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့နံပါတ်1ကဆန်းစဲကဒီမှာနံပါတ်2ကဆန်းစဲလောက် အာမောဆိုအဲ့ဒီမှာနားလဲရလွယ်အောင်ရှင်းပြပေးတယ်ဒါဆိုလို့ရှိရင်ဘယ်လိုဖြစ်နိုင်မလဲဆိုတော့အဲ့ဒီဆန်ဆဲလောက်နားလဲရလွယ်အောင်ရှင်းပြပေးတယ်ဆန်ဆဲမရှိဘူးလို့ထင်ပါတယ်ဒါဆိုရင်မြန်မာလိုရောက်သွားပြီဆိုလို့ရှိရင်ဂျပန်လိုစစ်ကြည့်ရအောင်နော်အကျွန်တော်ကဒီမှာမော်ရီဆန်ဆဲရဲ့အတန်းကိုတက်ပြီးကြတဲ့ကသင်္ချာမှာတော်လာခဲ့တယ်။အဲ့ဒီဆန်ဆဲလောက်ဆိုတော့အာနိုဒါဆိုရင်ဒီမှာကအဆန်ဆဲတို့ကဘာဖြစ်မလဲဆိုတော့ဆန်ပန်ပေါ့နော်။အာနိုဆန်ဆဲဟိုတော့အဲ့ဒီဆန်ဆဲလောက် အဲ့ဆရာကနားလေရလွယ်ကူအောင်ရှင်းပြတယ်ဆိုတာကနံပါတ်၄ပေါ့နော်ဝခရရစကူရှေ့တဲ့ခရေလူဆိုရင်နံပါတ်၄ရဲ့ဒီမှာလာမယ်ရှင်းပြပေးတဲ့ဆန်ဆယ်ဝအင်းသားရင်ဆန်ဆယ်ကတော့မရှိပါဘူးဒါဆိုရင်စတားနီယာလေးမှာဖြည့်ပေးရမယ်နံပါတ်၄ကကြတော့နံပါတ်၄ပေါ့နော်အဲ့ဆိုနောက်တစ်ပုဒ်တော့ကြည့်ရအောင်今日はコラを使った鶏肉の煮物を紹介しますဒီနေ့ကတော့コーラကိုအသုံးပြုပြီးတော့ ချက်သားချက်တဲ့ပုံစံလေးကိုသူကမလုပ်ပြမှလည်းဆိုတော့ပြစ်ဆက်ပြပါမယ်တဲ့အောက်မှာကကျတော့ထိုဒီနီကအနာလီနာနီစတိမတ်စကတိပါတလားဒါဆိုရင်ပေးထားတဲ့ option လေးလေးကိုဖတ်ကြည့်ရအောင်နော်နီရိုခိုတိုတဲ့ချက်တာနဲ့နံပါတ်2ကယောလာကခုညံလာတဲ့ကိုရာတဲ့ဒါကိုလာနဲ့ပေါ့နော်အနံပါတ်4ကကျတော့နာရုံကိုဖြစ်လာတာအဲဒါဆိုလို့ရှိရင်ဘလို့ဖြစ်သွားမလဲမြန်မာလိုစဉ်းစားလိုက်တာနဲ့ ကိုလာနဲ့ချက်လိုက်တာနဲ့နေမယ်နူးညံ့လာတာကိုတိလာအဲဒါဆိုဒီလိုမျိုးလေးဖြစ်ဖို့ရမယ်ပေါ့နော်ဒါကိုစစဲကိုဒီဂျပန်လိုစားချောင်းစီချင်တယ်သူတို့ဒီကိုကကိုလာနဲ့ဆိုတော့ကိုလာတဲ့ကိုလာနဲ့ချက်လိုက်တာနဲ့ဆိုတော့ニルコトで3へ1へ柔らかくなるのを匂んならこう。2へ4へ来ます。เนาะだそうスターニアにまわんなまあ2番。 あの、マサチャコチや、山下って言われるの。今度、北森市に行くんだけど、北森市のレストランでどこかいいところしてる。えー、ジルカーカーの、フラメルカーカーチャラって北、北森ミューとはまあ、それは北森ミューマシで。佐藤さんに言えば、ガウメニア、ノティラー、それは、ナミアピョレ。私はあまり知らないんだけど、えー、ちょっとあアラ、ラムティビブの。 တနကဆာနာနေနေတော့တနကဆာဘလို့လေးဘောနော်ဂျာရီမဆက်အဲ့တော့မကရှိမေခီးတဲမိတာရာမိကြည့်မေဆိုရင်နောက်နံပါတ်3ကကျတော့ခရမဘောနော်ခီတာမိုရီရှိနေစင်းနေရဒီခီတာမိုရီမြို့မှာနေတယ်ဒါဆိုလို့ရှိရင်ဘလို့ဖြစ်သွားမှာပဲပါတနကဆန်ရှိတဲ့တို့ဘလို့လေတနကဆန်အောက်ကလေးခုတွေကနေဆက်လို့ရမှာကတနကဆန်က ဖြစ်နေတာတော့ဒီခီတာမိုရီမျိုးမှာနေတဲ့လူဖြစ်တဲ့အတွက်ကြောင့်သူ့မေးခြင်းဘလို့လဲပေါ့ဒါကိုစတပန်တို့စာကြောင်းစီကြပဲပေါ့နော်အဲဒနာကဆန်ပြင်ဒီဒနာကဆန်နဲ့ဆက်လို့ရမယ့် particle လေးကဘာဖြစ်မလဲဆိုတော့ဒီ nomadic ဖြစ်တဲ့ကပေါ့နော်ဒနာကဆန်ကဘယ်မှာနေတဲ့သူလဲဆိုတော့ဒီခီတာမိုရီမှာနေတာဆိုတော့နံပါတ်၄ကိုထည့်မယ်ခီတာမိုရီစီနီစန်တေရူခရာ ခီတဲ့မိတရာတော့မေ့ကြည့်မယ်ဆိုရင်ဘယ်လိုလဲဆိုတာစတားမီယာနေမှာဝင်လာတာနံပါတ်3ပေါ့နော်ဒါဆိုဖီမန်နံပါတ်3မှာနံပါတ်6ကကျတော့ဟာယာရှိရနေတယ်ပေါ့နော်ဟာယာရှိတောင်ဆောင်ကနပ်ချက်စမီမီခုနီရဲ့ခိုင်မတ်စကအဲတောင်ဆောင်ကရယ်တီပြရဲ့မှာနိုင်ငံကိုပြန်မလာဆိုတော့ဗန်တောင်ဆောင်ကပြန်ပြောရပေါ့နော်ဤ今年は帰りません。えー、リネからも見えまう。日本で、ジャパンは、何々なので、 ဖြစ်တဲ့အတွက်ကြောင့်မလို့ဖောင်းလို့ရှိမိတဲ့ဆပြောရှင်ရပါတယ်ဘောနော်အဲ့တော့အစ်ချီက今年ကနံပါတ်2က過ごすのは今年がじゃあ今年か過ごすのはそれだぴょဖြတ်ကြော်ပါကဘော三月から始めて不多摩尊寺に四が夏休みを旅やてぺよ。だそれで奥が避たい option 4個を設置にばဖြစ်လာနိုင်တယ်ဗောနော်။ဒီနှစ်ကတဲ့။ဒါကခုကဖြတ်ကျော်တာက不多摩尊寺旅やてぺよ ဒါဆိုရင် reality pay ရက်ကိုအဲဒီမှာဒီဟိုဒေးဆရှိတယ်ဂျပန်မှာဒါဆို reality pay ရက်ကိုဖျက်ချော်တာကဒီနှစ်ကတော့ပထမဆုံးအချိန်ပဲဒီလိုမျိုးဖြစ်မှာပေါ့နော်ဒါဆိုဘယ်လိုသွားကြမလဲဘယ်လိုဆက်ကြမလဲဆိုတော့ဒီဟိုဒေး夏休みを過ごすのは今年がリネカロ初めてなので楽しみです。えー、だそスターニアに今ウォナラリアチャロ。ってこの。 အစဖီမန်တပါနံပါတ်18さくら大学の周りにはさくら高等へでビバワンチマがレストランや相当さんの喫茶店などのでペイさしでなりなりあるしအဲဒါတွေကဥပမာထုတ်ပေးထားတယ်စားတောက်ဆိုင်တို့လက်ဖက်ဆိုင်ဆရှိတဲ့ဟာလေးလေးဆိုတော့ဒါစားတောက်ဆိုင်တွေဖြစ်မှာ နံပါတ်1ကစူရှင်နီကိုအဓိကထားပြီးတော့နောက်နံပါတ်2ကကျတော့အင်းစကူတန်ကိုစားတော့ဆိုင်လေးကိုနံပါတ်3ကအီရိုအီရိုနာမီဆေကအမျိုးမျိုးသောဆိုင်လေးကယောကကျတော့ဟွန်ယာယဘီယိုအင်းနာတို့စားအုပ်ဆိုင်ရောအလှပြင်ဆိုင်အစရှိတာပေါ့နော်။ဒါဆိုဘယ်လိုဆက်ကြမလဲဆိုတော့ဒီမှာဥပမာနှစ်ခုထုတ်ပြထားတာဖြစ်တဲ့အတွက်အစရှိတဲ့ဘာတွေဖြစ်မလဲဆိုတော့စားတော့ဆိုင်ပေါ့နော်။အင်းစကူတန်ကိုအဲ စားတော့ဆိုင်တို့လက်ဖေးဆိုင်အစရှိတဲ့ဒီလိုစားတော့ဆရာဆိုင်တွေကိုအဓိကထားပြီးတော့ဒီစာအုပ်ဆိုင်တို့အလှပြဆိုင်အစရှိတဲ့ဖြစ်အမျိုးမျိုးသောဆိုင်တွေလည်းရှိတယ်ဆိုတာရှင်ဘာစံဘာဒါဆိုရင်စတားနေရာလေးမှာထည့်ရမယ့်အဖြစ်မှန်လေးရပါလဲဆိုတော့ရှင်ဘာပေါ့နော်ဒါကတော့အန်ဒရီမှာပါလာမယ့် star ပုစာ၅ပုဒ်ကိုဥပမာလေးနဲ့ဖြည့်ပြထားတာဖြစ်ပါတယ်။